က်ဆိုင်ရာမြို့နယ်အလိုက်ရွေးကောက်ခံစီပင်ကိုယ်စားလှယ်တွေနဲ့အစိုးရအဖွဲ့ဝန်ကြီးတို့တိုက်ရိုက်ပူးပေါင်းစီမံခန့်ခွဲဖို့မွန်ပြည်နယ်စီပင်သာယာရေးဥပဒေမူကြမ်းမှရေးဆွဲပြဋ္ဌာန်းထားပါတယ်ဥကျော်စိုးသတင်းပေးပို့ထားပါတယ်ရှင်။လက်ရှိကျင့်သုံးနေတဲ့2015ခုနှစ်မွန်ပြည်နယ်စီပင်သာယာရေးဥပဒေကိုပြန်လည်ပြင်ဆင်ထားရမှာမြို့နယ်စီပင်သာယာရေးကော်မတီနဲ့စီပင်ဝန်ကြီးတို့တိုက်ရိုက်ပူးပေါင်းလှုပ်ဆောင်နိုင်ဖို့စီပင်ဥပဒေမူကြမ်းမှပြန်လည်ရေးဆွဲပြင်ဆင်ထားတာပါ။နောက်မွန်ပြည်နယ်မှာမြို့နယ်ဆယ်မြို့နယ်ရှိရတဲ့ကြောင့်မြို့နယ်စီပင်သာရေးကော်မတီတွေကြီးပဲ ဖွဲ့စည်းပြီးတော့ဝင်ကြီးနောက်ပြီးတော့အစိုးရဖွဲ့နဲ့ direct check ဆက်တဲ့ပုံစံလေးပေါ့ကိုမျိုးနဲ့စီမံတာယာဖို့အတွက်ကိုကိုတိုင်လှုပ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်ကိုကိုတိုင်စီမံခန့်ခွဲခွင့်ပေးလိုက်တဲ့ federal snake ကလေးအခြေခံပေါ့နော်အဲအဲ့ဒီဟာမျိုးလေးနဲ့ကျွန်တော်တို့ရေးဆွဲလိုက်တာပါရေးဆွဲတဲ့နေရာမှာဒီနယ်စီမံတာရေးကော်မတီမပါတော့ဘူးမြို့နယ်စီမံတာရေးကော်မတီပါလေကျွန်တော်တို့ကအာတော်တော်များများကိုဟိုစီမံလုပ်ငန်းတွေတော်တော်များများကိုကြီးကြပ်မယ်ဆောင်ရွက်မယ်အဲ့လိုဟာမျိုးလေးတွေပါ မော်ပြည်နယ်ရဲ့အခုစီပင်ဥပဒေမှာတော့ပြည်နယ်မြို့နယ်စီမံသာရေးကော်မတီတွေကိုဖွဲ့စည်းထားပြီးစီမံခက်ခွဲနေကြတာပါဒါပေမဲ့လည်းအခုအသက်ပြဋ္ဌာန်းတော့မဲ့စီပင်ဥပဒေမူကြမ်းအရပြည်နယ်စီမံသာရေးကော်မတီကိုဖျက်သိမ်းသွားတော့မှာဖြစ်ပါတယ်ဥပဒေမူကြမ်းအရမြို့နယ်စီမံသာရေးကော်မတီကိုတက်ဆိုင်ရာမြို့နယ်လိုက်ပြည်သူတွေရေးချက်ခတ်တဲ့ကိုယ်စားလှယ်၅ဦးအစိုးရဖွဲ့မှတရားခံအမဲ့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုမြို့နယ်အုပ်ချုပ်ရေးမှူးကျစ်လက်ဒေသဖော့ပြတုတ်တက်ရေးဦးစီးဌာနမှ ဒူးစင်မှုပါဝင်စုစုပေါင်း9ဦးနဲ့ဖွဲ့စည်းသွားမှာပါမျိုးနဲ့တစ်ခုချင်းစီရလုံပိုင်ခွင့်တက်လာတာပေါ့လေလုံပိုင်ခွင့်တက်လာတာလည်းအများဆုံးဖြတ်ခွင့်လည်းပုံရလာရင်မျိုးနဲ့အရေးရတွေကိုဟိုဆောင်ရွက်တဲ့အခါကျတော့ပို့ပြီးတော့ဆင်းနေတကြနဲ့တိတိကျကျဆောင်ရွက်လာနိုင်တယ်ပေါ့လားဒါကတော့အကောင်းဆုံးအားသာချက်ပေါ့အဓိကတော့ဘုံချုပ်ပိုင်မှုရှော့ချတဲ့အချက်လို့လည်းပြောလို့ရတယ်မျိုးနဲ့လုံပိုင်ခွင့်အရင်တက်လာပါပေါ့နော်အားအနေချက်ကတော့ ဓိကတော့ဝင်ကြီးနဲ့ပြန်ချက်ရမှာပေါ့နော်ဒါကအတူရဲ့အပေါ်မှာရှိမှာစီမံဝင်ကြီးရအောင်စီမံဝင်ကြီးရကြတော့ဒါဒီပြောင်းတယ်ကဒါဟိုတေချာစီမံခန့်ခွဲနိုင်မလားပေါ့နောက်တစ်ခုကကြတော့ပြည်နယ်အဆင့်ဆိုင်ရာထိစပ်မယ်ဆွေးနွေးမယ့်ခါကျရင်လည်းဒီပြောင်းတယ်ဖြစ်နေမှာဖြစ်တယ်ဆိုတော့လုံးမှန်ကွေးကသူကြည့်တယ်တယောက်တည်းသွားဥတီတာကလည်းအားနဲ့ချက်ကိုသွားဖြစ်ရှိမှာပေါ့ပြည်သူတွေတရားရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေနဲ့အဖွဲ့စည်းထားတဲ့ မြို့နယ်စီမံသာရေးကော်မတီနဲ့စီပင်ဝန်ကြီးတို့ကတိုက်ရိုက်ပူးပေါင်းပြီးစီမံသာရေးလုပ်ငန်းတွေကိုမွန်ပြည်နယ်အတွင်းစီမံခက်ခွဲသွားမှာပါမြို့နယ်စီမံသာရေးကော်မတီရဲ့လုပ်ငန်းတွေကိုတော့အစိုးရဝန်ထမ်းတွေဖြစ်တဲ့မြို့နယ်စီမံသာရေးအဖွဲ့တွေကအကောင့်ထဲပေါ်ဆောင်ရရမှာဖြစ်ပါတယ်အစ်စ်ယူဆထားတဲ့မွန်ပြည်နယ်စီမံသာရေးဥပဒေမူကြမ်းကိုအခန်း20ပုံမှန်102ခုနဲ့ရခင်စီမံသာရေးဥပဒေကိုအခြေခံပြီးပြင်ဆင်ရွေးဆွဲထားတာပါဥပဒေမူကြမ်းကိုတော့လာမယ့်ဒီဇင်ဘာလမှာ ရှင်းပါမယ်လွှတ်တော်စည်းဝေးမှာအတီးပြုမပြတ်ထားခင်နှွေပါ20ရက်နေ့ကစလို့မော်ပြည်နယ်လွှတ်တော်စည်းဝေးခန်းမမှာပြည်သူတွေကိုချပြပြီးအကြံပြုချက်တွေရယူနေသလိုမော်ပြည်နယ်လွှတ်တော် website မှာလည်းဥပဒေမူကြမ်းကိုကြေညာထားပြီးပြည်သူတွေရဲ့အကြံပြုချက်တွေကိုမော်ပြည်နယ်လွှတ်တော်တိုင်းပေးပို့နိုင်ပါတယ်ကျွန်တော်ကျော်စိုးမော်လမြိုင်ကနေသတင်းပေးပို့ထားတာပါ